ကျွန်တော်တို့ကကျွန်တော်တို့နိုင်ငံမှာဒီဆရာဆိုရင်ဆရာလို့ခေါ်ခေါ်မဲ့ဆရာဆရာကြီးဆရာကြီးအဲကြီးထဲဘာလို့လေးစားတမှုနဲ့ဆရာဆိုရင်ဆရာကြီးအဲဆရာမကြီးဆိုရင်ဆရာမဆိုရင်ဆရာမဆရာမကြီးအဲလိုကြီးထဲအဲ့တော့မောင်နှုတ်တယောက်ပေါ့ဗျာနော်မောင်နှုတ်တယောက်ကသူကသူဒေသတွေပြောတော့အော်သူတို့ကဘာလို့ဆရာမဆရာမလို့ဘာလို့မခေါ်တာဆရာဆရာလို့ဘာလို့မခေါ်တာဘာလို့နောက်ကဆရာကြီးဆရာမကြီးဘာလို့ထဲတာလဲဆိုတော့ဘောနော်အဲ့လိုပြောတော့အော်အဲ့လိုဆိုခေါ်တော့ ဒီကြီးဆိုတာအဲ့လေးစားတံမိုးထားမှုမြင့်မြတ်မှုတံမိုးထားမှုကြီးဟောပြောတာရင်းညွှန်းတာဟောတာဘုန်းကြီးဆိုလို့ရှိရင်လေဆရာတော်ဆရာတော်ဆရာတော်ပေါ့ဟုတ်သွားဆရာတော်ကြီးကြီးထဲတယ်ဆိုတော့အဲပဲရမလဲပေါ့ဗျာနော်အဲ့တော့ပဲရမလဲအဲဒီကြီးထဲတာဒါပိုလေးစားတံမိုးထားမှုပဲဆိုပြီးတော့တခါတည်းအိမ်လည်းပြန်ရောက်တော့သွားပြီးတန်းပြီးတော့မယားကြီးဆိုသွားပြန်ပေါ်တော့ပြန်လာတယ်အဲအဲ့တော့ပြန်လာတယ်ဗမာတို့ဆိုတော့တခါတလေကြာရင်စကလုံးတွေကြောက်ဆရာကောင်းနေဟာပေါ့မခေါ်သေးတဲ့နေရာပဲခေါ်သေးတဲ့နေရာဆိုပြောတော့ ိုက်ပြဒနာအဲ့တော့အလောအလောအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နော်ဂျုံမျိုးမင်းရဲ့ဗီဒီယိုဖိုင်တပုတ်တဲပဲနားထောင်ရမှာဖြစ်ပါတယ်နော်နားထောင်ကြည့်ကြည့်အောင်တို့ကစစ်တက်တဲ့စစ်တက်ကိုတို့မကြောက်ဘူး စစ်တပ်ကိုလုံးဝလူလို့မထင်ဘူးဘာလို့လူလို့မထင်လဲစစ်တပ်ကိုထင်ကြည့်ဦးစစ်တပ်ကိုလုံးဝမကြောက်ဘူးဘာလို့မကြောက်လို့ထင်လဲစစ်တပ်ကမရိုက်လို့တကယ်မလုပ်လို့ထင်မကြည့်တာတကယ်မလုပ်လို့မလေးစားတာတကယ်လုံးမစစ်တပ်ကတကယ်လုံးမတို့ကတကယ်ကြောက်မှာတခါကျရင်ဟိုပမာမခန့်ဖြစ်လာတယ်မလေးမခန့်ဖြစ်လာတယ်ဆိုတော့ကငကားမှငကားအမောက်မထောင်ဝင်နေအမိရဲထောင်နေတာဟုတ်လားနော်အဓိကငကားအမောက်ထောင်ဝင်တာငကားဆိုတော့အမောက်ထောင်ဝင်တယ်ကိုယ်အမောက်မထောင်ဝင်နေငကားဟိုဖြစ်နေတော့ခုငကားကဘာဖြစ်နေလဲဆိုတော့ဟိုမှာဟိုတစ်တော်တဲ့ကောင်မလေးတွေကသူတို့ကနေတော့ဟိုကအထင်မကြီးတော့ အဲ့လိုဖြစ်တယ်ဆိုတော့တခါကျရင်တက်မတော်နေနေကလည်းငကားမှန်းသိအောင်အမောက်ထောင်ပြဖို့လုပ်တယ်အင်းအဲ့ဒါအဲ့ဒါ तू ကအမောက်ထောင်ပြရတဲ့ခါကျတော့ကြောက်တာပေါ့မကြောက်တော့ဘူးပေါ့နော်ဆိုတော့အခု MNDA ကြတော့ SSPB ကတင်းတင်းမှမပြောရဘူးပြောရင်ခြားကြမယ်ဆိုတော့သိတော့မပြောရဘူးတခါကျရင်လည်းဟိုတွေးတွေးစရာကြီးပေါ့နော်တွေးစရာကြီးပေါ့စစ်တပ်ကဟိုဘာဘာတူလို့ဆိုတော့ကိုကအင်အားကြီးတယ်အားကြီးတယ်ကို့အင်အားအားကြီးမှုနဲ့အားကြီးမှုနဲ့ကို့ရဲ့လုံနိုင်ငံရဲ့စွမ်းတွေကပျောက်ပြီးတော့ဘာမှမဟုတ်တဲ့အဖွဲ့အစည်းတွေကကိုခေါင်းထော်လာတယ် ဆိုတော့အင်အားဦးစီးပြော့တဲ့အခါပော့ရဲ့ပော့တဲ့အခါပါပါပြော့ရဲ့တဘိုးတမင်းထောင်ထားချမ်းသာမှုကြီးလုပ်တယ်ဆိုတာမျိုးပေါ့နော်ဆိုတော့သူအင်အားဦးစီးနေရာရှိရတဲ့အဲကိုကိုပျော့မှမသိပျော့နေတာကိုကိုကိုမိနေကြတာသူတွေ့ရတယ်ပျော့ရဆိုနေမှာတော့ဒေတာလိုက်လေယာလိုက်ဆင်းဆင်းလိုက်ပေါ့ဗျာသူတွေတော့ပြောလို့ပါဘူးဆင်းဆင်းလိုက်ပျော့ရဆိုတော့မြင်ရတယ်ဒါတစ်ချက်ပေါ့နော်အော်လို့ဒီလူတွေကတိုင်းပြည်ကိုအုပ်ချုပ်ချင်ကြတာတိုင်းပြည်ရဲ့ဒီဘာလို့ဆိုတော့စိတ်ပိုင်းနေအချုပ်ချာအာဏာတွေကိုသူတို့ခွဲဝေအုပ်ချုပ်ချင်ကြတယ်ဒီလူတွေက ဒီလူတွေအုပ်ချုပ်ကြရင်တိုင်းပြည်ဘယ်လိုနေကြမလဲကျွန်တော်တွေးကြည့်တယ်ရှင်းနေမကောင်းဘူးอืมကျွန်တော်ပြည်သူတွေတနာနဲ့တနာတယ်ဆိုတော့ဒီအပိုင်းမှာမလေးရှားဝန်ကြီးချုပ်ပြီးတော့အာဆီယံဥက္ကရာနော်ဒီအာဆီယံဥက္ကရာပေါ့နော်မြန်မာဝန်ကြီးချုပ်ကအခုဒီနေ့ဆိုမီဒီယာမှာထုတ်ပြောလာပါတယ်ဘာလို့ဆိုတော့အပြည့်ရတက်တန်းတိုးဖို့အဲ့တော့ဒီနေ့ April 30ဆိုရင်နာဆာကဘက်ကအပြည့်ရတက်တန်းကလည်းပြည့်ပြီဘိုးဘက်က NUG ဘက်ကလည်းသူဆက်ဆက်တဲ့ဖွဲ့တွေကလည်းအပြည့်ရတယ်လို့ပြောထားရိမ့်မယ်ဘာမှမသိချနေကြတာတက်ကတော့3ရေ3ဒီနေ့30မှာပြည့်ပြီဆိုတော့သူအပြည့်ရတက်တန်းတိုးဖို့တိုက်တွန်းတယ် ဆိုတော့နာဆာကအနေနဲ့ကလည်းအခြေအနေချင်းကကြည့်ပြီးတော့တိုးတင်သူတိုးပေးပါမယ်နာဆာကအဲ့လိုဒီသဘောထားတင်းမှာတယ်လို့ကျွန်တော်မမြင်ဘူးသူတို့သဘောထားကသူကနောက်ဆုံးသူတို့သဘောထားကတော်တော်ကို short တာတွေ့ရတယ်တော်တော်ကိုလည်းသူတို့ short ထားလို့ကျွန်တော်ပြောတယ်လို့ပြောတာဖြစ်တာပွန်လို့ပြောတယ်တော်တော် short လို့လို့ကျွန်တော်ပြောတယ်လို့ပြောရတာနော်တော် short အဲ့လိုသူတို့အနေနဲ့ကတစ်ဖက်ဖွဲ့စည်းရဲ့ဒါတကယ်သာဟိုမှန်ဂရိကဝတ်တည်ရင်သူတို့ကဒီအပြစ်ရကိုတတ်တိုးဖို့ကိုလေးမဟုတ်ဘူးဆိုတော့ဒါအီဝေကိစ္စလည်းပြီးပြီဆိုတော့နောက်တစ်ခုက ဒီရန်ကုန်မြို့ထဲမှာအိမ်တွေထဲမှာတိုက်ခန်းနေမှာလမ်းနေမှာတခိုးတွေတောင်းကျန်နေဆိုတာကျွန်တော်သိပြီးသားပါတခိုးတွေတောင်းကျန်နေခိုးဆိုးတွေတောင်းကျန်နေတာတခိုးတွေကဒီနေရာမှာကျွန်တော်ပြောချင်တာပေါ့နော်အစိုးရအာဏာပိုင်ဖွဲ့စည်းပြီးသတိကြီးကြီးထားရမယ့်အရာတခုရှိတယ်ခဏအရင်တော့အဲ့ဒီအပအကိုတိုင်းကတခိုးအကြီးစားလေတခိုးတွေကပစ္စည်းခိုးတယ်ပစ္စည်းတခုခိုးတယ်ခင်ဗျားရဲ့ဖုန်းတလုံးခိုးမယ်ခင်ဗျားရှိတဲ့စက်ပစ္စည်းတွေခိုးမယ်အီလက်ထရောနစ်ပစ္စည်းတွေခိုးမှာဗျာနောက်တစ်ခါဒီမက်ဆေ့မီကြီးကြိုးတွေခိုးမယ်စသဖြင့်ပေါ့ ဲ့ပစ္စည်းတွေကိုခိုးပြီးရင်အဲ့တကိုးတွေတနည်းအားကိုသွားရောင်းတယ်။ဘယ်သူတွေစီကိုရောင်းလဲ။ဘယ်သူတွေစီကိုရောင်းတယ်လို့ခေါက်ထင်တယ်။ဟိုကားတွေဆိုကားမှန်နေခိုးတယ်ကားရဲ့စိတ်ပိုင်းတွေခိုးတယ်ခိုးဘယ်ကိုသွားရောင်းလဲဘယ်ကိုသွားရောင်းလဲလို့ခေါက်ထင်တယ်။အင်းအဲ့တော့အဲ့လိုပလုံကောက်တဲ့ဖွဲ့တွေခိုးတယ်ဘယ်ကိုသွားရောင်းလဲ။တို့ရောင်းတဲ့နေရာရှိတယ်။ရောင်းတဲ့လူမှုဖွဲ့စည်းရှိတယ်။အင်းဒီနေရာမှာကျွန်တော်ဘာလို့သုံးပြစီကျန်တဲ့ဟိုကျွန်တော်ဒီနေရာမှာယူဆရှိမဲ့စကလုံးလူနာလဲနေတဲ့စကလုံးသုံးပြစီ။အင်းသွားရောင်းတာကလားတွေကိုသွားရောင်းတာ။ကလားတွေ။ ပစ္စည်းတွေခိုးတယ်ခိုးပြီးခိုးတဲ့ပစ္စည်းကိုကလားရီသွားအောင်နော်ကျွန်တော်တို့ရန်ကုန်မြို့မှာကိုအိမ်မှာပိုးတဲ့ပစ္စည်းပြန်အောင်ကလားတွေကိုရောင်းတယ်လိုက်ပြီးတွန်းလဲနေလာဝဲတဲ့လူပစ္စည်းလိုက်ဝဲတွေကိုရောင်းတယ်ပြီးတော့ကလားတွေဒီနောက်ဆုံးသွားရအောင်နောက်ဆုံးအဆုံးသတ်နေရကအဲ့လိုဒီပါခေါ်လို့ဆိုတော့ပစ္စည်းအဆုပ်ပလို့ဘာညာအသေးစိတ်ခိုးရခိုးရပါပစ္စည်းအကုန်လုံးအဲ့ကလားတွေဆိုပြီးရောက်တယ်ဘာလဲအဲ့ကလားတွေကဘာလို့လဲဆိုတော့အဲ့ကိုကင်ပြီးတော့အဲ့ရယူပြီးတော့သူတို့ကဈေးပေါ်ပေါ်နဲ့တဘုတ်ဖြတ်တယ်ဖြတ်ပြီးရင်သူတို့ကအဲ့တော့ပြန်ပြီးတော့ပိုးကောင်းပိုးတန့်အောင်လုပ်တယ်လုပ်ပြီးတော့ねပိုးပြီးတော့ရှွိုင်းလိုက်တယ်နည်းတန့်အောင်လုပ်ပြီးတော့ ဈေးကွက်တွေမပြောင်းရောင်းတယ်အဲ့တော့မူလကသူကခိုးရပါပစ္စည်းကို9000တို့တသိန်းတို့အများဆုံးတန်ဖိုးကြီး9000တသိန်းပေါ့နည်းနည်းတန်ဖိုးရှိ1000 1000တို့ပေးပေးမယ်သူပြန်ရောင်းရင်1000နဲ့ပစ္စည်းက3သိန်းဖြစ်တယ်9000နဲ့ပစ္စည်းက9သိန်းဖြစ်တယ်အဲ့လိုမျိုးဒီကလားတွေရောင်းပြီးတော့ချမ်းသာလာတဲ့ကလားတွေအများကြီးပဲဒါကြောင့်မလို့ခိုးရပါပစ္စည်းတွေလက်ခံတာကကလားတွေလက်ခံတာများတယ်ဆိုတော့ဒီလိုပြောရလို့ကျွန်တော်တို့မဆိုင်တဲ့ဒီအစ္စလာမ်ဘာသာဝင်ဟိန္ဒူဘာသာဝင်တို့ကျွန်တော်တို့ဘာမှမထီဘူးမဆိုင်ဘူးခင်ဗျားတို့လည်းမဆိုင်ဘူးဒါကဒါလုတ်စားတဲ့သူတွေပဲကျွန်တော်ယူရတာอืม ဖြစ်တယ်ဒါကိုလောက်စားတဲ့လူတွေအဲ့ထက်မှာကလားတွေမဟုတ်တဲ့ဗမာတွေရှိမယ်တခြားလူတွေရှိမယ်သူတို့လည်းတူတူပဲဒီဒီဒီခွဲရပစ္စည်းလက်ခံတဲ့အုပ်စုရှိတယ်အဲ့ဒီအုပ်စုရှိလို့တခိုးတွေကခိုးတယ်ခိုးပြီးတော့တောင်းတယ်ရောင်းတော့သူတို့အဲ့တော့ပတ်စံပေးတယ်ပေးတယ်တော့တခိုးကထပ်ခိုးတယ်ခိုးပြီးတော့သူကသူ့ရဲ့ဝန်ဆောင်ဖြစ်ရှင်းတယ်ဖြစ်ရှင်းတယ်နောက်ဆုံးခုလိုမျိုးဖြစ်စင်ဖြစ်တယ်အဲ့တော့အစိုးရအာဏာပိုင်တွေအနေနဲ့ပုံလည်းပြောရရင်တော့တခိုးလက်ခံတွေကထိန်းချောင်းလို့ပါကိုတခိုးလက်ခံလေးဆိုတခိုးလက်ခံလို့ထင်ကြောက်လို့လို့တခိုးလက်ခံလေးရှိလို့ဒီခွဲရပစ္စည်းထင်ခွဲရပစ္စည်းတွေကနေပြီးတော့နောက်ဆုံး တို့တွေချမ်းသာသွားတယ်ပို့ပြီးတော့ကြွေးရလာတယ်ခင်ဗျားတို့ဒီအတိုင်းပဲရန်ကုန်မြို့ကရက်ကွက်တွေရက်ကွက်တွေရက်ကွက်တွေဒီမှာနော်အဲ့အဲ့လိုပစ္စည်းအဲ့လိုလှုပ်ရှားနေသူတွေအများပြားကအကြီးကြီးရောက်လာတယ်ပြီးတော့ခိုးရမယ်လက်ဆောက်လက်ခံပစ္စည်းရရှိတယ်ဆိုတော့တခါတလေချို့ရက်ကွက်တွေကြောက်ဥပါတယ်ရန်ကုန်တို့ချို့တွေကိုယ်ကိုယ့်ရဲ့ကားပမှန်လေးပျောက်သွားတယ်ကိုယ့်ရဲ့၄၅၆အင်ကျော်ကခုနကဒီကားပမှန်ကားစပယ်ပတ်ပစ္စည်းရောင်းနေကလားဆိုင်မှာအဲ့ပစ္စည်းရောက်နေတယ်อืมတော့ပြောလို့ရှိရင်ငါကျွန်တော်တို့မသိဘူးကျွန်တော်တို့ဝယ်ထားတာပဲကျွန်တော်တို့ဝယ်ထားလာအောင်လို့ကျွန်တော်ဝယ်ထားတာကျွန်တော်တို့မသိဘူး ဘူးလို့ကတည်တော့သူပစ္စည်းမတည်ဒါပေမဲ့သူပစ္စည်းကပျောက်သွားတော့ပြန်ဝဲတော့ဒီပစ္စည်းခုတ်ဖြုတ်ခိုးပြီးရောင်းတဲ့လူကတခိုးကဖြုတ်နော်တထောင်တထောင်ပဲသုံးလေးတောင်မရရမယ်သူပြန်ဝဲတော့သုံးလေးသိန်းပြီးပေါ်လေဆိုအဲ့မျိုးဖြစ်နေတော့တခိုးလက်ခံဆိုတော့ဘသူဘသူဘိုးချမ်းသာသွားလဲဆိုတော့မေကောအဲ့ဒါကြောင့်မလို့အစိုးရအစိုးရအာဏာပိုင်နေနေမြေအသီးသီးမှာတာဝန်ကျတဲ့ရဲတပ်ဖွဲ့ဝင်တွေလူကြုံတပ်ဖွဲ့ဝင်တွေအဲ့ဒါတွေဒီတခိုးလက်ခံတွေကိုလည်းထိန်းချောင်းဖို့လိုတယ်ထိန်းချောင်းလို့တခိုးလက်ခံတွေမထိန်းချောင်းရင်ကိုယ်ကတခိုးကြီးကိုယ်ကတခိုးတွေကပူကြီးထွားလာမယ် အလောက်ကင်မရှိဘူးပလုံကောက်တယ်လို့ဟွာကောက်တယ်လို့လည်းခိုးကြမယ်တခိုးတွေပိုးကြည့်တော့လာမယ်ကြည့်တော့လာပြီးတော့ဆုံးပါရန်ကုန်တမျိုးလုံးကတခိုးတွေကြီးပဲဖြစ်တော့မြို့ဖြစ်မယ်မန္တလေးကတခိုးတွေကြီးဖြစ်တော့တယ်ဒီပြည်ကတခိုးတွေကြီးပဲဖြစ်တော့တယ်ရှိသမျှမြို့ကတခိုးတွေကြီးပဲဖြစ်မယ်ကျွန်တော်ကျန်တာပြောတယ်ကူလွားကောမှာတိုက်ပွဲတွေဖြစ်တယ်ကလားတွေပဲကိုးစုပ်ခွဲစုပ်ပလောင်စုပ်ဘာစုပ်ညာစုပ်အစုပ်လို့ရေခဲတရာအစုပ်ဝှေ့လျှော်ဆက်အစုပ်ဘာစုပ်ညာစုပ်အကုန်လုံးအစုပ်လို့ကိုသူတို့အကုန်သိနေမှလာရှုံးမှာဖြစ်တဲ့အဲ့ဒီကလားတွေပဲအစုပ်တွေကိုသိနေပြီးတော့ပို့ပြီးတော့ ပိုကောင်းတာတုံးလေးခုလောက်တော့ရေခဲတရာဆိုရေခဲတရာတုံးဒီဘက်တလုံးဒီဘက်တလုံးဒီဘက်တလုံးတုံးလောက်ကနေကောင်းတာလေးပြန်ပေါက်ပြီးတလုံးပြန်ဆိုင်တယ်ပြီးတော့ပြောင်းတယ်၄၅၆သိန်းဟိုအဟစကန်ပြောင်းတယ်၄၅၆သိန်းသူဝဲတော့ဘယ်လောက်လဲတထောင်တထောင်တုံးလေးတော့ဘယ်လောက်ဆိုတော့ဒါကဘာလို့ဆိုဒီတခိုးလက်ခံနေပုံကြီးချမ်းသာလာတယ်တခိုးတွေကိုအားပေးသူဖြစ်တယ်ဒါကြောင့်မလို့ဒါတွေကိုလည်းတက်ဆိုင်ရနေမြေအသီးသီးမှရှိရေတက်ဖို့ဝင်နေလုံချိုရေတက်ဖို့ဝင်နေကဒါကိုထင်းချောင်းမှုလို့လေကလားဆိုင်တွေကိုတိကျဆောင်ကြည့်မှုလို့အင်းအဲ့တော့သူတို့ရဲ့စီးပွားရေးကိုကျွန်တော်တွားထုံးလို့ဆိုတော့မဟုတ်ဘူး ဒီတိုင်းဖြစ်နေလို့ကျွန်တော်ပြောတာဒါကျွန်တော်တို့ဖွင့်လို့လုံးလက်မခံဘူးတခိုးလက်ခံအားပေးနေတခိုးလက်ခံအားပေးပြီးချမ်းသာလိုက်လို့နေပတ်တယ်လို့ကျွန်တော်တို့အားပေးစရာအကြောင်းမရှိဘူးဒါအားပေးတဲ့တခိုးတိုင်းတခိုးအားပေးရယ်နော်အပကိုထောက်ခံတာရမဟုတ်ဘူးလို့ကျွန်တော်တို့ကျွန်တော်မြင်တယ်ဒါကြောင့်ကျွန်တော်အမြင်ကိုကျွန်တော်ပုံမှန်လေးပြောတာပါအဲ့တော့အာနာမေဖွဲ့စည်းနေတဲ့ဒီတခိုးလက်ခံကိုလည်းထိန်းချုပ်မှုလို့လေဒီစမ်းကြမှာဖြစ်တဲ့တခိုးတခိုးခိုးသွားခိုးတဲ့အမျိုးသမီးရတယ်သူသူများပြည့်စုံခိုးတယ်ခိုးပြီးသူသွားရောက်မှာအဲ့ဒီတခိုးလက်ခံကလားလေးစီသွားရောက်မှာအဲ့ဒါကျွန်တော်အဲ့ဒါကျွန်တော်တိတိကျကျပြောရတယ်တခိုးလက်ခံကလားလေးကိုသွားရောက်မှာ တခုလက်ခံကလာတွေအရောက်ပြီးပြန်ရောက်ပါအဲ့လိုရှိအဲ့တော့ဒီမျိုးသမီးကတော့လောဆယ်ဆုံးသွားပြီတည်သွားပြီပေါ့နော်ဆိုတော့ဘာပြောသူအနေနဲ့ကလည်းဒီလိုမျိုးသမီးကပစ္စည်းခိုးရင်းနဲ့ကြောက်လန့်ပြီးတော့ခုံချတယ်တကယ်ဝိုင်းရင်တပိုင်းတခုတယောက်ဆိုရင်တော့တေချာတာကသူခုံချမှာမဟုတ်ဘူးอืมဒါဒီမျိုးသမီးလည်းကြည့်ရတာသူကျွမ်းကျင်လာတယ်ပုံတော့မဟုတ်ဘူးကြောက်ကြောက်လန့်လန့်ရှောက်ရှောက်ခုံချတယ်တုံးမျိုးရှိတယ်อืมဆိုတော့တကယ်ကျွမ်းကျင်တဲ့ဝိုင်းတခုကြီးကတော့ तू ကရှင်းပြောရင်တော့ဟိုတခြားနည်းလမ်းသုံးပါဦးဗျသုံးသုံးနေတော့ပြီးတော့ဒီတော့ကျွန်တော်အမြင်ပြောရရင်နော် အဲ့တခိုးတွေကနော်ငါတို့မြန်မာနိုင်ငံမှာနော်ဘာမှလုပ်စားလို့အလုပ်အကိုင်လည်းမရှိဘူးမတတ်နိုင်တော့နောက်ဆုံးတော့ခိုးကြမှာပဲအတိအကအကြောင်းရင်းနော်ဒါပေါ်ရှိလို့ကတော့ငါတို့အပါပဲနော်အပအာနာတိန်လို့တိုင်းပြည်ကအဲ့လိုကမောကမစီးပွားရေးနဲ့ကမောကမဖြစ်လာတဲ့အတွက်ကြောင့်တခိုးတွေများလာတာနော်အဲ့ဒါအကြောင်းရင်းတခုဖြစ်နိုင်တယ်အဲ့ဒါကျွန်တော်ရဲ့အမြင်ပဲနော်လေးလောအမြင်ရင်ခုံချရဆိုတော့နင်းနော်ပေါ်တော့မဟုတ်ဘူးကြီးအမိုင်မေးဘူးတော့မဟုတ်ဘူး ဒီလိုဖမ်းလာတာနော်ခဏလောက်ရေးဆန်းတော့ထူထောင်ရနေပြီပြန်လွှတ်လုံးမှာနော်ဟိုအင်ရှင်တွေကတနာပြီးပြန်လွှတ်ခိုင်းလွှတ်ခိုင်းအောင်မှာနော်ဒေါ်ချိုးပြုံးလိုလူမျိုးတွေတွေ့ရင်ပြန်လွှတ်ပေးလွှတ်ပေးအောင်မှာနော်အကယ်ဒီအကယ်ဒီအကယ်ဒီများရှင်ဒေါ်ချိုးပြုံးနဲ့လူလူမျိုးတွေတွေ့ရင်ပြန်လွှတ်လွှတ်ပေးအောင်မှာဆိုတော့ဒါကြတော့လေဟိုတခိုးတွေလည်းသူတို့မှလည်းအသက်တွေပဲဦးပြာနော်သူသူတို့မှလည်းဒီလိုသေဖို့စာရပါလာတော့သေဆုံးသွားတာပေါ့ဒီထမင်းတလုံးအတွက်စူးစမ်းရင်းနဲ့သေဆုံးသွားတာပေါ့ကျွန်တော်တို့တော့ဟိုဒါကိုကြည့်ပြီးတော့ဩလို့ဘာပဲပြောလူတယောက်ကကိုယ်ထမင်းတလုံးစာစားတဲ့နေရာမှာ အသက်ပါပြီးနေရတာပါလားကျွန်တော်ဒီလိုပဲတာဝန်ကိုက်ယူပါတယ်နော်ဒါလေးကတခိုးလက်ခံကိစ္စပြောရဲဆက်ဆက်ဖြစ်တဲ့ငလီကိစ္စလေးနဲ့ပြောကြငလီကတော့တခိုးလက်ခံကဘာမှမဆိုင်ဘူးနော်တို့ကြမမဆိုပြောပြီးယူစာတွေမပြီးတော့ဒီလိုမျိုးတခိုးလက်ခံကြောင်းပြောပြီးတော့ငလီမဆောက်တဲ့အစာဥတွေကြောင်းပြောပြီးဆိုတော့ရောမီမနော်မရောနဲ့ကျွန်တော်ယူတိုင်းပြောတာတရင်နဲ့ဆက်တယ်နော်ဟိုတရင်ကဟိုကပြီးသွားပြီအခုကငလီငလီတခိုးတွေငလီငလီနဲ့ကိစ္စကဘာလဲဆိုတော့ငလီတန်တင့်ပြီးတော့ပျက်စီးသွားတဲ့နေပြည်တော်မှာရှိတဲ့အစာဥတွေ နိုင်ငံတော်ပိုင်းအဆောက်အဦတွေလွှတ်တော်တွေသမရအိမ်တော်တွေတမရစစ်ရုံးတဲ့အဆောက်အဦတွေဝန်ကြီးဌာနရုံးတွေဝန်ကြီးဌာနဝန်ထမ်းအရာတွေဒါတွေပြစ်စီဝါအဆောက်အဦတွေပတ်သက်ပြီးတော့ဒါသူတို့ပုံစံ၃မျိုးထွက်လာတယ်။အင်းပြန်လည်ပြစ်စီမှာပုံစံ၃မျိုးထွက်လာတယ်။ဆိုတော့အဲ့ဒီ၃မျိုးကဘာပါလဲဆိုတော့၃မျိုးကဘာပါလဲဆိုတော့ရခင်ဆောက်ခဲ့သူတွေကိုပြန်ပြီးတော့တာဝန်ပေးမှာ။အင်းရခင်ဆောက်တဲ့သူပြန်ပြီးတာဝန်ပေးမှာအဲ့ဒီချက်ပါလား။ဒါပေမဲ့ဒီနေ့မနေ့ကသူတို့ဒီဘုဇကြီးမောင်မောင်အေးတို့ဘုဇကြီးမောင်မောင်အေးတို့ဆွေးနွေးတာက ဒီအချက်သုံးချက်ဆွေးနွေးရဲ့အချက်တစ်ချက်ကရခင်ဆောက်ခဲ့သူတွေကိုပြန်တာဝန်ပေးမယ်ဆိုတာပါတယ်။ဒါဒီနေ့သတင်းမီဒီယာတွေမှာပြည်ပြည်အကြမ်းဖက်မီဒီယာတွေမှာရေးနေတာကြတော့အဲ့လိုမဟုတ်တော့ဘူး။အင်း။အာမီဒီယာတွေဆော်တော့ပါခဲ့တဲ့လူတွေအကုန်လုံးပြန်ပြီးတော့စစ်တပ်ကပြန်ရောချေးပေးပြီးဆောက်ခိုင်းတဲ့ပြန်ပြီးတော့ဟိုတစ်ခါဆောက်ခိုင်းတဲ့ပုံစံမျိုးပြန်ပြီးတော့ပြခုနကပုတ်ဆွဲခေါ်ပြီးတော့မရအောင်မင်းတို့ဆောက်ခဲ့တာပြန်ဆောက်။အဲ့လိုကြီးခိုင်းသူမျိုးကြီးရေးတာတွေ့ရတယ်။ဆိုကျွန်တော်နားလဲတာအဲ့လိုတော့မဟုတ်ဘူးဗျ။ကျွန်တော်နားလဲအဲ့လိုမဟုတ်ဘူး။ဟိုသူ့မှာအချက်သုံးချက်ပါတယ်။အဲ့သတင်းတွေကြတော့ဇောင်းပေးရေးတဲ့ခါကြတော့ ငလင်တန်အသိမီပြည့်စည်သွားတဲ့နေပြည်တော်ဆောက်တော့ဆောက်ခဲ့ကြတဲ့သူတွေကိုမင်းတို့ဆောက်တဲ့ဆောက်ယူပြတ်သွားတယ်မင်းတို့ချက်ချင်းပြတ်ဆောက်ပြီးကုန်ကြစီမင်းတို့ပဲခံဆိုတဲ့ပုံစံမျိုးကြီးစုပုံခံခိုင်းပြီးဆောက်ခိုင်းတဲ့ပုံစံမျိုးကြီးကိုဈောင်းပေးပြီးရေးကြတော့ခရစနာကြီးလူတွေကြားမှာဗာပြင်းသွားလဲဆိုတော့ဟာအိုမင်းတို့လုံးက20ကျော်က20ကျော်တော့ဆောက်တော့20ကျော်တော့ဆောက်ခဲ့တဲ့ကိစ္စကိုငါတို့ခုမှလာပြီးတော့ပြောကြတယ်အခုမှငါတို့ပြန်လာဆောက်ခိုင်းတယ်ဒါကြီးကမသိတော့ဘူးဘာညာတင့်တော်တယ်စတဲ့ညင်းပွားကြတယ်ဖြစ်ကုန်တာပေါ့အတင်းကိုလူတွေရဲ့စိတ်ထဲမှာအထင်လွဲအောင်စကလုံးအုံလုံးလေးနဲ့ direction change လိုက်တယ် ဲ့တော့တတိယထွက်လာတာကတော့အဲဆောက်လူကြီးကအကြီးကြီးတွေထွက်ပြေးတယ်လို့တတိယထွက်လာတယ်နော်စနားထောင်ကြီးကြီးအောင်ဘုန်းတော်ရှိချင်းပြတာဘုန်းဆိုတော့တခါကြတော့လေဒီစကလုံးသုံးလုံးတွေသိကြောက်เสียကောင်းပါတယ်ပြီးတော့မီဒီယာတွေရဲ့ဇောင်းပီးရေးသားမှုတွေသိကြောက်เสียကောင်းပါတယ်မလိုရတဲ့ပြဿနာတွေတက်သွားနိုင်တယ်ဘောနော်ဆိုတော့ပြဿနာတက်သွားနိုင်တယ်နောက်ဘယ်လိုမျိုးမထားပါဇောင်းဇောင်းပီးတယ်စကလုံးတွေတံမိုးတွေကြောက်เสียကောင်းတာကြီးကျွန်တော်ခင်ဗျားတို့ဥပါလေးတခုပြပြတယ်နော်ဟာတာလိုပဲမြင်အစ်အစ်လိုမအစ်အစ်လိုမမြင်နဲ့နော်ဘာခေါ်လဲ ကျွန်တော်တို့ကကျွန်တော်နိုင်ငံမှာဒီဆရာဆိုရင်ဆရာလို့ခေါ်ခေါ်မဲ့ဆရာဆရာကြီးဆရာကြီးကြီးထဲဘာလို့လေးစားတမှုနဲ့ဆရာဆိုရင်ဆရာကြီးအဲဆရာမကြီးဆိုရင်ဆရာမဆိုရင်ဆရာမဆရာမကြီးအဲ့လိုကြီးထဲအဲ့တော့မောင်နှုတ်တယောက်ပေါ့ဗျာနော်မောင်နှုတ်တယောက်ကသူကသူဒေသလူပြောတော့အော်တို့ကဘာလို့ဆရာမဆရာမလို့ဘာလို့မခေါ်တာဆရာဆရာလို့ဘာလို့မခေါ်တာဘာလို့နောက်ကဆရာကြီးဆရာမကြီးဘာလို့ထဲတာလဲဆိုတော့ဟောအဲ့လိုပြောတော့အော်အဲ့လိုဆိုခေါ်တော့ ဒီကြီးဆိုတာအဲ့လေးစားတံမိုးထားမှုမြင့်မြတ်မှုတံမိုးထားမှုကြီးဟောပြောတာရင်းညွှန်တာပေါ့ဟောတာဘုန်းကြီးဆိုလို့ရှိရင်ဆရာတော်ဆရာတော်ဆရာတော်ပေါ့ဟုတ်သွားဆရာတော်ကြီးအကြီးတဲ့ဆိုတော့အဲပဲရမလဲပေါ့ဗျာနော်အဲ့တော့ပဲရမလဲအဲဒီကြီးထဲတာဒါပိုလေးစားတံမိုးထားမှုပဲဆိုပြီးတော့တခါတည်းအိမ်လည်းပြန်ရောက်တော့သွားပြီးတန်းပြီးတော့မယားကြီးဆိုသွားပြန်ခေါ်တော့ပြန်ပြောတယ်အဲအဲ့တော့ပြန်လာတယ်ဗမာတော့ဆိုတော့တခါတလေကြာရင်စကလုံးတွေကြောက်ဆရာကောင်းနေဟာပေါ့မခေါ်သေးတဲ့နေရာပဲခေါ်သေးတဲ့နေရာဆိုပြောတော့ အဲ့ပြဿနာအဲ့တော့ကျွန်တော်တို့မြန်မာမိမြန်မာစာရဲ့နှစ်သာရတွေသိကြောက်ဖို့ကောင်းတယ်ခုတို့ကမီဒီယာတွေဇောင်းပေးထားလိုက်တာနေထိုင်နေကိုလိုအိဗေတွေကထွက်တမျိုးထွက်ကိုဟိုအချက်သုံးချက်ပြောထားတယ်မဆိုင်ဘူးကျွန်တော်သုံးလို့တွေ့ရဆိုတော့သုံးချက်ထဲမှာတစ်ချက်ပါလာတာကရခင်ဆောက်ခဲ့သူတွေကိုပြန်လဲတာဝန်ပေးမယ်ပြန်ဆောက်ခိုင်းတာပြန်တောင်းပေးစပြီးပဲပါတာရခင်ဆောက်ခဲ့သူတွေပြန်ဆောက်ပေးရမယ်လို့ပြောတာမဟုတ်ဘူးပြန်ဆောက်စကလုံးနေမတူဘူးအဲ့ဒါကိုသူကကောက်ချက်ဆွဲတာ မျိုးစုံပေါ့ဗျာကျွန်တော်တို့လည်းဒီခါကျတော့လည်းလိုက်ပြီးပြောရတာရှုပ်တာပေါ့နော်တောင်းပေးတာဒီညာပြဆောက်ဆိုအဲ့ဒါပေးတာနော်ဆိုတော့ဆောက်ကြည့်ကြတာပေါ့ဒီညာမှာနေပြီးတော့ဆောက်ခဲ့တဲ့ကိစ္စအရင်နဲ့ပတ်သက်လို့ကျွန်တော်ကဟိုရက်ကပြောတယ်ဘယ်သူတွေ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 ပေါ့ဗျာအဲ့လိုနာမည်တက်ပြောတာပေါ့တက်ပြောတယ်ကုမ္ပဏီတွေပေါ့ဗျာဥမာထားပါတော့ကျွန်တော်နာမည်ကုမ္ပဏီပြောတယ်အဲ့မှာကုမ္ပဏီအများကြီးတဲ့ပထမဆုံးနေပြောတဲ့ကုမ္ပဏီမှာတီဗီဆက်အုပ်စုကသူတို့သူတို့အုပ်စုသူတို့မပါဘူးဆိုတော့သူတို့ပြန်ပြောတယ်မပါဘူးသူတို့မဆောက်ခဲ့ဘူးနောက်တစ်ခါ ပထမနဂါဦးလေးကိုထွန်းတော့အုပ်စုကလည်းသူတို့မဆောက်ခဲ့ဘူးလို့ပြောတယ်။အခုအဲ့လိုပဲနောက်ထပ်တစ်ဖွဲ့ထပ်ပြောလာတယ် IG ပေါ့ IG အုပ်စုကလည်းသူတို့လည်းမဆောက်ခဲ့ဘူးတဲ့နေပြီးတော့ဆောက်တာလေအဲ့ဒီဟိုဟာတို့မဆောက်သူတို့ကဆောက်တာ Safari ဥယျာဉ်လို့ဘာလို့ညာလို့ပေါ့ဗျာဒီဒီတိရစ္ဆာန်ဥယျာဉ်တွေအဲ့ဒါတွေပဲသူဆောက်ခဲ့တာအဲ့ဒါဟိုဟာတို့သူတို့ဒီဒီဒီဝိုင်းမပါဘူးပေါ့နေပြီးတော့ရှိအဓိကဟိုဟာတွေသူတို့မဆောက်ဘူးပေါ့။ဆောက်ဘူးသူပြောတယ်ဆိုတော့ဒါသူတို့ပြောရဆိုသူတို့မပါဘူးပေါ့ဗျာ။ဒါပေမဲ့ပါတယ်လို့ပြောလို့ရတဲ့ company တွေအများကြီးရှိတာပေါ့။အဲ့မှာနာမည်ကြီးဆုံးကတော့အားလုံးသိရတဲ့ AC ကတော့နာမည်ကြီးဆုံးပဲ။ဒီပွဲမှာအနာမည်ကြီးဆုံးက AC ပဲ။နှစ်20ကြော်ကြာကြီးမှာတကြော်ပြန်နာမည်ကြီးတာ AC ပဲ။ နော်ပြည်သူတိုင်းချုပ်ရဲ့အကြီးကြီးတယ်ဘာလို့ဆိုတော့ AC ကတော့လွတ်တော်ကြီးပြလွတ်တော်ကြီးဆိုတော့လွတ်တော်ကြီးဆောက်ခဲ့ရတော့တာဝန်ကြီးတာပေါ့လေတာဝန်ကြီးတော့ခုဖြစ်လည်းဖြစ်ပေါ့တာဝန်ပိုကြီးတော့နာမည်ပဲကြီးသွားတယ်သူကျန်တဲ့ကုမ္ပဏီလည်းပါပါတယ်အများကြီးပဲကျွန်တော်တို့ပြောတဲ့အတိုင်းပဲဟိုကျွန်တော်တို့သိရတော့ပေါ့နော်ဒီနိုင်ငံမှာရှိတဲ့ဆောက်လုပ်ရေးလောကနဲ့လုပ်ငန်းရှင်အကြီးစားကြီးတွေတော့မလွတ်ဘူးပြမလွတ်ဘူးတော့တက်လန်းဦးရှင်ဝင်းတို့လည်းလွတ်မဲ့ပုံမပေါ်ဘူးနော်ဥယျာဉ်ဝင်းတို့လည်းလွတ်မဲ့ပုံမပေါ်ဘူးဥไอတို့လည်းလွတ်မဲ့ပုံမပေါ်ဘူးဥဇော်လိုလည်းပေါ်လို့ပဲပေါ်ပေါ်။နောက်ဒီဘာခေါ်လဲဆိုတော့ဒီဟို ရှိဘူးပဲဥချက်ခိုင်းလည်းမလွတ်ဘူးစသဖြင့်ပေါ့ဗျာလုပ်ငန်းရှင်တွေအများကြီးပဲမလွတ်ကြဘူးပေါ့ဆိုတော့သူတို့အဲ့မှာအများကြီးအများကြီးရခဲ့ကြတယ်ဒါပေမဲ့နေပြည်တော်ကြီးစောက်တဲ့အခါမှာလူတွေမသိတဲ့တစ်ချက်ရှိတယ်သတိမထားမိတဲ့ချက်ပေါ့သတိမထားမိမသိအောင်သတိမထားမိတာထားပါတော့ကျွန်တော်ကဥပဒေပေါ့ဗျာနာမည်ကြီးသတိကြီးပေါ့ဥပဒေပေါ့ဗျာကျွန်တော်ကမင်းကတော့လူကြီးတွေကဦးတန်းရွှေကြီးတို့နဲ့လူကြီးတွေကမင်းကဘယ်ဝင်ချင်နိုင်အိမ်ဟာအလုံးပန်းလုံးမင်းစောက်တောင်းပြလိုက်ကျွန်တော်အဲ့ဒါကြီးကြိုင်ပြီးတော့ဟုတ်ကဲ့ခင်ဗျာစောက်ကျွန်တော်စောက်ခွင့်ရပါတယ်ကျွန်တော်စာချုပ်ရစောက်ခွင့်စာချုပ်ရတော့ ရတဲ့ခါမှာကျွန်တော်ကျွန်တော်ဆောက်လေးဖွဲ့ခေါ်လိုက်တယ်ခေါ်ပြီးတော့ရတယ်မင်းတို့ဆောက်ဆိုပြီးဒါပေမဲ့ तू ကအဲ့လိုကိုယ့်ရဲ့တကယ်ဆောက်လေးကုမ္ပဏီနဲ့ तू ကဆောက်တယ်လို့တချို့ကြတော့လည်းအချိန်မီပြီးကျင်တော့ contract ပြန် sub contract ပြန်ပေးတယ် sub contract ပြန်ပေးလိုက်တယ် sub contract ဆိုတာကကျွန်တော်မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ရဲ့အောက်ကနေပြီးတော့နောက်တစ်ယောက်ကို तू ကကျွန်တော်ကတရားကို3000တန် project ကို3000တန်ကိုကျွန်တော်ယူပြီးဆောက်လိုက်တယ်အောက်ကမင်းက3900တန်ရအောင်ဆောက်ပြီးဆိုတော့အဲ့ sub contract ပြန်ပေးတယ်အဲ sub contract ကုမ္ပဏီကလည်း तू မှတချို့ဘာတွေမရှိရင်နောက်ထပ် sub contract ကိုထပ်ခေါ်တယ် အဲ့တော့30လောက်ဖြစ်သွားပြီးတော့မင်းဒီတယောက်က1000နဲ့ယူလာတယ်ကိုတော့မင်းမဆောက်ဘူးလို့ပြောတယ်နောက်တစ်ယောက်ကမင်းရတယ်ငါမင်းရှင်းတော့လဲဆောက်ဘူးပြောတယ်အဲ့မှာနောက်ဆုံးမှာတကယ်ဆောက်ရမယ်ဟာနဲ့မဟုတ်တော့ပဲနဲ့ဈေးတွေကတဖြည်းဖြည်းနဲ့အောက်ကိုဆင့်ဆင့်လာတယ် contract ကတိုက်ရိုက်မှုတော့ပဲနဲ့ contract second contract second contract ရဲ့နောက်က second contract ထပ်ဖြစ်သွားတာအဲ့လိုပုံစံမျိုးနဲ့ဆောက်ခဲ့ကြတဲ့ဇာတ်လမ်းတွေလည်းရှိရှိအဲ့လိုဇာတ်လမ်းတွေရှိဆိုတော့ပြောရရင်တော့နာမည်ကြီး company တခုကသူ့ရဲ့ construction အုပ်စုနဲ့သူဆောက်နိုင်တာက10လုံးပဲဆောက်နိုင်တယ်ဒါပေမဲ့သူယူထားအလုံး20ဆိုရင်နောက်အလုံး20ကို နောက်ထပ်ဆယ်လုံးကိုတခြားလူဆက်ကပ်ပြပေးရတယ်အဲ့မှာအဲ့လိုကြီးဇလန်းနေရှိတယ်ဒါကြောင့် quality မမီဘူးအဲ့ခင်အဲ့ကာလာမှာအမြန်ပြရမယ်ဆိုတဲ့သဘောတာသဘောထားမှတ်ချက်တွေနဲ့အမြန်ဆန်လုပ်ရမယ်ကိစ္စတွေကြောင့် quality ကို engineer quality ကိုမမီဘူးအဲ့တော့ engineer တွေကလည်းပုတ်ပြပြလုပ်ခဲ့ကြတယ်ဆောက်လို့ရေးသမားတွေကလည်းပုတ်ပြပြလုပ်ခဲ့ကြတယ်တချို့အပိုင်းဆိုလက်သမားနဲ့ဆောက်တာ engineer ရဲ့စကြဝဠာပေါ်တယ် engineer လာကြည့်တယ်ပြီးပြန်သွားတယ်တန်တန်လုပ်နိုင်ကြည့်နေမှာအဲ့မှာတန်ပြီးလက်နေအုတ်တဲ့ကြောင့်တုံးတာတွေအစားဖြစ်ကလေးတွေတုံးတော့ပပကြီးဦးသားစုကိုတို့ရောဂျင်းတဲ့ကြလား ဒီ lesson ပြကြတာပေါ့ရေနဲ့ဖြစ်ကလာရေတော့အဲ့ဖြောလိုက်တာဘီလိုက်ဖြောလိုက်ကမှာဒီဂျီတယ်လည်းဖြစ်ကလာတဲ့သုံးတယ်ရေနဲ့ဖြစ်ကလာတဲ့သုံးတယ်ကြောက်လည်းစနစ်ကြမသုံးဘူးအဲ့တော့ဘီလိုက်မျိုးလည်း quality မီမီမသိဘူးအဲ့မှာရောပြီးထုံးကြဘီလိုက်မျိုးဆိုလည်းခင်ဗျာအတူရင်းနဲ့ဝိုင်းနဲ့ရောအချိုးသားမမီတိုင်းရော quality မမီတိုင်းရောတော့အဲ့အစာဦးတွေခံနိုင်ဝန်တွေကကန့်အကန့်တဖြစ်လာတယ်ဒီလိုငလေနဲ့လို့ကောခုနငကိုးကလေးက legend လို့ပြောကြတယ်လို့ဖြစ်နေတဲ့အစာဦးတွေက တညုံလေးတို့ရတာပြူသွားရဆိုမျိုးတို့တိုက်ဆိုင်တော့တို့ဟိုထန်းသီးကျွေးခိုင်းနေအကြီးနင်းခိုင်းနေတဲ့တဲ့တိုးရသွားတာပဲအဲ့လိုဖြစ်ကုန်အဲ့တော့ဓာကြီးကသင်္ကန်းသာယူဖို့လိုတယ်လို့ခြားကြောင်ကျွန်တော်ပြောချင်တာအဲ့ဒီတော့ဆောက်ခဲ့တဲ့ကုမ္ပဏီတွေမှားတယ်လို့လည်းကျွန်တော်မပြောလို့ဘူးပြောလည်းမပြောချင်တော့ဘူးအဲ့ဒါဆိုပြီးတာလည်းပြီးသွားမှာပြီးသွားကမှကျွန်တော်မှားတယ်လို့ခုမှဖြစ်တော့မှလည်းညှိုးတွားထိုးလဲထိုးတာပဲဖတ်တယ်အဲ့တော့ကျွန်တော်ဘာလို့မှမစောအဲ့ဒီဖြစ်စဉ်တွေကိုသင်္ကန်းသာယူကြမယ်နောင်ဆောက်မယ်အစားအတိုင်းမှာသင်္ကန်းသာယူချဖို့လိုတယ်အခုနိုင်ငံတော်ကပြန်ပြီးဆောက်ခိုင်းမယ်အဲ့ဒီတော့ဆောက်ခဲ့တဲ့ကုမ္ပဏီကိုပါမင်းတို့လည်းတာဝန်ယူဆိုပြန်ဆောက်ခိုင်းတယ်ပြန်ဆောက်ခိုင်းမယ်ဒါပေမဲ့ ေချာတာကတော့အဲ့တော့ချုပ်ခဲ့တဲ့စာချုပ်တွေရှိတယ်တချို့ကုမ္ပဏီတွေစာချုပ်အကြီးကြီးချုပ်မှာပေါ့ဗျာကျွန်တော်စာဦးကနှစ်ဘလောက်ကမှခံပါတယ်သူချုပ်ခဲ့ရင်တော့အဲ့လူတွေကပူနာမယ်အဲ့လူပူနာမယ်ငလင်တန်ဘလောက်ကိုကျွန်တော်ကသုတ်ထားပါတယ်ဆိုမျိုးတွေဟိုစကကြီးစကကြီးတွေစာချုပ်ချုပ်ခဲ့ရင်တော့အဲ့လူတွေနာမယ်အဲ့လူတွေမဟုတ်တဲ့ရှင်တာမန်ဆောက်ခဲ့တဲ့လူတွေကတော့ကျွန်တော်ဟုတ်ကဲ့ပြန်တော့ဆောက်ပြီးပါမယ်ဒါပေမဲ့ကျွန်တော်တို့ခက်ကလည်းပေါက်စင်းနဲ့ကျွန်တော်တင့်တော်သူတို့ကျွန်တော်တို့တင့်တော်လုပ်ပြီးပါဘာလို့ design structure တွေသူတို့မှပဲရှိတာတချို့အစားအသောက်တွေ design structure တွေရှိရောတချို့ကုမ္ပဏီဆိုရင်ပြက်တောင်ပြက်သွားဖြက်လိုက်ဖြက်လိုက်တဲ့ကုမ္ပဏီလည်းအများကြီးပဲဆိုတော့ design structure မရှိဘူး မရှိတော့တာမန်အင်္ဂလိပ်လေးလေးဆောက်ရင်တော့ design structure ရှိရတယ်ဆိုတော့အခုတကယ်တကယ်အကြီးစားရဆောက်ရင် design design structure ရမရှိတော့အချို့ကုန်လို့မရှိတော့အချို့ကုန်ဖြတ်လိုက်ပြီအဲ့လိုဇာတ်လမ်းရှိတော့ဒီဒါကြောင့်မလဲစီမင်းနဲ့ပြန်ဆက်သွယ်ပါလို့ပြန်ခေါ်ရတာအဲ့လိုဒီခေါ်ရတာတချို့ပျောက်သွားလို့ခေါ်ရတာအဲ့လိုဖြစ်ကုန်တာဆိုတော့ပြန်ဆောက်ခွင့်ရမယ့်ကုမ္ပဏီတွေအဲ့ဒီတော့ဆောက်ခဲ့တဲ့လူတွေပြန်တော့ဆောက်ကြရလိမ့်မယ်ဒါပေမဲ့တို့ကိုလည်းနိုင်ငံတော်နင့်နာစွာအဖြစ်လုပ်မှာတော့မဟုတ်ဘူးကျွန်တော်အမြင်ပြောတာဒီနင့်နာစွာလုပ်လိမ့်မယ်လို့မယူဆဘူးတို့ကိုထားတော့ မင်းအဲ့တော့ဆောက်ခဲ့တာဘယ်လိုဆောက်ခဲ့လဲအခုတော့ဒါကြီးဆောက်ပြီခုကာလာပေါက်စင်းနေတော့တော့တော့ကြောက်အောင်ဆောက်ပြီဒီ quality မျိုးအောင်ဆောက်ပြီမင်းအမြတ်ဆုံးကိုနည်းနည်းပဲယူတော့သူမို့အမြတ်ဆုံးအရင်စေးတော့တော့မရအောင်ဆောက်ပြီဒါမျိုးသူအစိုးရညှိနှိုင်းအစိုးရကသူတို့ညှိကြမှာပေါ့ဗျာပေါ့နေမှာညှိတော့ဆောက်ခိုင်းတော့သူတို့ကံကောင်းလို့ဖြစ်မှာပေါ့ညှိကြပေါ့ညှိပြီးတော့လောက်ကြမှာသဘောရှိတယ်ကြည့်တယ်မြတ်ပြီးခဲ့တဲ့ဆောက်ခဲ့လို့ရအောင်မင်းလွှတ်တော်ကြီးဆောက်ခဲ့တယ်ကောမင်းပြန်ဆောက်ပြီမင်းပတ်စံတစ်ချက်မပြီးနဲ့အခုပြန်ဆောက်ပြီလို့ဆိုတာမျိုးအမိန်ပေးမှလားဆိုတော့အဲ့တလောက်ထိတော့ဒီနတ်ဆောက်အစိုးရရက်ဆက်လိမ့်မယ်လို့ကျွန်တော်မမြင်ဘူးလုပ်လိမ့်မယ်လည်းမထင်ဘူးသူဒီသင်္ချာစဉ်းစားပြန်ဆောက်ချင်ရတာပေါ့ တာဝန်ပြန်ယူခိုင်းတာပေါ့မင်းလုတ်ခဲ့တာဝန်မင်းပြန်ယူခက်ကလာနဲ့လျော်ကြီးတဲ့ဈေးတစ်ခုနဲ့အမင်းအမြတ်ဆုံးမတင်နဲ့တော့မင်းဖြောင်းထားနဲ့ဆောက်ပြီးမင်းတွက်တယ်ဘလောက်လဲလက်ရှိပေါ့စီဘလောက်လဲ1 square feet မှာမင်းဘလောက်ရှိမှာလဲဘလို့တွက်လဲတွက်ဘလောက် quality ဖြစ်မှာလဲငလင်ဘလောက်အတွက်တွက်ပြီးမင်းအဲ့ဒါကြောင်းဆောက်ဒါပေမဲ့ဒီတစ်ခေါက်မင်းမရရင်တော့မင်းထောင်းနဲ့နောက်တစ်ခေါက်ကျရင်မင်းတာသပြီးမီးရီမီတွေထောင်းရအောင်ပိုင်ဆိုင်ပါကုန်သိန်းခံလို့ဆိုတာမျိုးဒီပြန်ကင်ကင်ဟိုဒီတစ်ခေါက်အဲ့လိုလုပ်ရင်လုပ်မှာပေါ့ဗျာနော်ဆိုတော့အဲ့တော့ မူလရုံးဌာနအစာအုပ်တွေပိုင်ညာတွေအကုန်ပြန်ဆောက်ဖို့တော့အချက်၃ချက်ထွက်လာတယ်လို့ခုနပြောတယ်အဲ့မှာတစ်ချက်ကမူလဆောက်ခဲ့တဲ့ကုမ္ပဏီကိုတာဝန်ပြန်ပေးတာမျိုးလို့ပြောတယ်နော်မူလဆောက်ခဲ့တဲ့ကုမ္ပဏီကိုတာဝန်ပြန်ပေးတာဆိုတော့တစ်ချက်နော်မူလဆောက်ခဲ့တဲ့ကုမ္ပဏီကအကမမတေးဘူးနော်အရင်တုန်းကဆောက်တဲ့လူတွေကိုဒါဝန်ကြံပေးတာကောင်းကောင်းဆောက်ပေးကြပါတော့နော်ပြန်ဆောက်ခိုင်းတာမဟုတ်ဘူးနော်တာဝန်ပေးတာစကလုံးတူအဲ့ဒါလေးနည်းနည်းလေးသတိထားပါခုနဟိုဆရာကြီးဆရာမကြီးဆရာတော်ဖခင်ကြီးနဲ့မယားကြီးဆိုရင်ပြဿနာတက်တယ်လို့ပြောပဲနော်အကုန်ချုပ်ကုန်ပါဇလန်အဲ့တော့ တချို့မီဒီယာတွေရဲ့ဟိုဟာတွေရည်ရွယ်ချက်တွေကမကောင်းဘူးပေါ့ဗျပြောဖို့ဘူးပေါ့အဲ့တော့ခုသက်ဆိုင်ရာနောက်တစ်ခုကဒုတိယတစ်ချက်ကသက်ဆိုင်ဝန်ကြီးဌာနများမှာတည်ဆောက်ရေးလုပ်ငန်းတွေကိုလက်ရှိဆောင်ရွက်နေတဲ့ကုမ္ပဏီများကိုတာဝန်ပေးဆောင်ရွက်ခြင်းနော်ဆိုတော့သက်ဆိုင်ဝန်ကြီးဌာနတွေမှာရှိတဲ့တည်ဆောက်ရေးလုပ်ငန်းတွေမှာလက်ရှိတာဝန်ပေးနေတဲ့ကုမ္ပဏီတွေရှိတယ်အဲ့ဒီကုမ္ပဏီတွေကိုဆောင်လက်ရှိဆောင်နေတဲ့သူတို့နဲ့တွဲဆောင်နေတဲ့ကုမ္ပဏီရှိတယ်ဗျာဒါပေမဲ့ဝန်ကြီးဌာနတွေမှာဝန်ကြီးဌာန A ဆိုရှိထားပါတော့ A ပဲထားပါတော့အဲ့ဒီ A ကသူကဘယ်ကိုဆောက်လိုက်ကုမ္ပဏီနဲ့သူရဲ့ဗားလေးဆောက်တယ်ညာလေးဆောက်တယ်ဘာသာရှိတဲ့အတွက်ဆောက်နေကြရှိလက်ရှိဆောက်နေတွဲပြီးလုပ်နေရှိတယ် ဲ့လိုတွေပဲထပ်ပြီးတော့နောက်ထပ်ဒီလိုဆောက်တဲ့အောင်ပြန်တောင်းပေးတာ။ဘာလို့ဆိုမြန်မြန်ဆန်ပြီးစေချင်တောင်းပေးခြင်းနောက်တစ်ခုကအင်ဂျင်နီယာအသင်း၃သင်းကနေတတ်မှတ်ထောက်ခံပေးရတဲ့ကုမ္ပဏီများကိုတောင်းပေးဆောင်ရခြင်းဆိုတော့ဒီလန်သုံးမျိုးရတယ်လို့သူပြောတယ်။ဆိုတော့ကဲပြောခင်ဗျားတို့အဲ့ပြန်ရေးနေတဲ့အတိုင်းမူလဆောက်ခဲ့တဲ့ကုမ္ပဏီတွေကိုပြန်ပြီးတော့ဂုတ်ဆွဲပြီးတော့မင်းပြန်ဆောက်ပေးလို့အတင်းခိုင်းတာလားဒါမှမဟုတ်သူတို့ပြန်တောင်းပေးပြီးတော့ခင်ဗျားတို့မူလဆောက်ခဲ့တဲ့ structure design ခင်ဗျားတို့မှာရှိတယ်။အဲ့ဒါကိုပိုကောင်းအောင်အခုငလင်းနဲ့ခဏအောင်ပို့ပြီးတော့ဆောက်ကြဆိုပြီးတော့ပတ်စံမပေးဘဲခိုင်းမယ်လို့ထင်လို့လား။ တင့်တော်တဲ့နှုတ်သားတခုတော့ပြန်ပေးပါလိမ့်မယ်နိုင်ငံတော်ကအဲ့လိုတိမလုပ်ပါဘူးဗျာတကယ်တော့အတင်းပဲဘာသာမှမထွက်လာသေးဘူးညာကိုနိုင်ငံသားလုပ်ငန်းရှင်တွေကိုနိုင်ငံတော်နေနဲ့အဲ့လိုတိရက်ဆက်တဲ့အလုပ်ပြီးတော့မလုပ်တော့ဘူးလို့ကျွန်တော်ကောက်ချက်ချတယ်ဒါကြောင့်မလို့ဒီဟာကြီးကအရင်ဆိုရင်ဆံမလို့တစ်ဖက်ကမီဒီယာတွေဝါရဖြန်နိုင်လဲကြောက်စရာမဟုတ်ဘူးတချို့ကိစ္စတွေတချို့လုပ်ငန်းရှင်တွေသဘောပေါက်ပြီးသားပါတချို့လုပ်ငန်းရှင်ကြီးတွေသဘောတယ်အဲ့တော့ဘောတော့ဝီရဲ့အပြင်အရင်ကမလုပ်ဖဲနေခဲ့ရတာကိုပြန်ပြီးတော့ဆောက်လုပ်ရေးလုပ်ငန်းပြန်လုပ်ရအောင်မယ်ဆိုတော့ပုံစံမျိုးတွေပြန်ဖြစ်လာကြတယ်။အရင်ကဆောက်လုပ်ရေးလုပ်ငန်းလုပ်ဖို့မလုပ်ရအောင်ကြာအခုလုပ်ရတယ် ်လုတ်ခွန်ပြန်ရလာတယ်ခွန်လန်းနေပြန်ရလာနိုင်တယ်ဒီကနေပြီးတော့သူတို့တကယ်ကိုလူကြီးတွေယုံကြည်စစ်ချတော့တဲ့အရေးချင်းမှုတွေလုပ်ပြခဲ့မယ်ဆိုဆိုနောင်လာမဲ့ဆောက်လေလုပ်ငန်းခွင်တဲ့ project တွေတော်တော်များများလာသူတို့ပြန်ရနိုင်ရှိတယ်ဘာလို့လဲဆိုနိုင်ငံတော်ကဒီနိုင်ငံကဘာမလုပ်ရလဲဒီနိုင်ငံကဘာမလုပ်ရသေးဘူးเนาะတော်တော့အများကြီးလုပ်ဆရာရှိသေးတယ်ဆောက်လို့ရတဲ့ပတ်သက်တဲ့ကဏ္ဍ deploy လုပ်လုပ်ဆရာအများကြီးကြံသေးတယ်အဲ့တော့အဲ့လို deploy လုပ်ဆရာအများကြီးဒီ project များစွာတွေရှိတယ် project များစွာတွေပါဒီနေ့အခင်းချင်းကိုပြန်ပြီးတော့အစွမ်းစာပြခဲ့ရင်နောင်လာမယ့် project အကြီးစားတွေမှာတို့တွေ ပေါင်းစုံဝင်ပြန်ရလာနိုင်ရရှိတယ်ဒါကြောင့်မို့လို့နိုင်ငံတော်ပြန်လည်တိဆောင်ရေးတွေမှာဒါရခင်လုပ်ခဲ့သူတွေရောယခုလုပ်နေရသူတွေရောနောက်လာမယ်လုပ်မယ့်သူတွေရောအကုန်လုံးကစီးနဲ့ကန်းနဲ့စနစ်နဲ့ကိုယ့်ရဲ့ဒီစံတန်ဖိုးတွေကိုပြသကြဖို့လိုတယ်လို့ပဲကျွန်တော်တိုင်တော့ရှင်တယ်နော်အဲ့တော့ဆိုရင်တော့ဆိုရင်မနေကြပါနဲ့အေးရဲလည်းအရင်ပြတ်မနေကြပါနဲ့နောက်ထွက်ပြေးဖို့လည်းမပြင်းကြပါနဲ့အေးရဲစီနေလို့ရပါတယ်နော်ကျွန်တော်ကြားတာကတော့တချို့ကုမ္ပဏီထွက်ထွက်ပြေးကြပြီးရယ်နော်ဟုတ်ပြီဘူးလို့ပဲကျွန်တော်ထိုင်တော့ရှင်တယ်เนาะအဲဆောက်လုပ်လုပ်ငန်းသုံးပစ္စည်းတွေကိုလည်းအခုနိုင်ငံတော်က တလဟောနေပါမဟုတ်တော့ဘူးတော်တော်များများပေါ့ပေါ့ရော်ဖြည်းဖြည်းရှော့ရှော့နေနေတင်သွင်းခွင့်ပေးဖို့စပြီးတော့အဆုံးဖြတ်ချက်ချထားပြီလို့ကျွန်တော်ကြားရတယ်အဲ့တော့ဆောက်ရုံပစ္စည်းတွေကလည်းဒီလွယ်လွယ်ကူကူနဲ့မြန်ဆန်တွန်းလာပါလိမ့်မယ်နိုင်ငံသားဝင်ကန့်သက်ချက်တွေလည်းတင်းတင်းမမရှိဘဲနဲ့လုံးဝလာလိမ့်မယ်လို့ကျွန်တော်တို့ကြားပါတယ်နိုင်ငံတော်များမူဝါဒတို့လည်းစဉ်းစားနေပါတော့ဘာကအေးငါချင်းပေးမှာတော့ပတ်စံအများကြီးရတယ်အဲ့ဒါနဲ့ဆောက်မှာပေါ့ဒီလိုကြီးပြန်လဲဒီဆောက်ရအများကြီးလောက်ပီလီယံပေါင်းများတော့ကုန်တယ်ဒေါ်လာဒေါ်လာဒေါ်လာတဘီလီယံမကောက်ဘူးနှစ်ဘီလီယံမကောက်ဘူးသုံးဘီလီယံမကောက်ဘူး နေပြည်တော်ရဲ့မူလအခြေအနေပြောင်းဖို့အတွက်ကုန်ကျစရိတ်ကဒေါ်လာခမန်းဒေါ်လာတန်ပြည်လျန်ဒီကတော့ရှိသွားနိုင်တယ်။ကြော်ရင်တော့ကြော်သွားနိုင်တယ်။ရရရောတယ်ကြောင့်မရှိဘူး။နော်ဘာလို့ဆိုတော့ကဲအစားဦးတစ်လုံးစောက်ကြည့်။မနေဘူးကုန်ကျစရိတ်ကနော်ဒေါ်လာတန်ပေါင်းများစွာကုန်တယ်။အဲ့တော့ဒေါ်လာတန်ပေါင်းများစွာကုန်တယ်။အစားဦးပေါင်းများစွာပြည့်စည်သွားတယ်။နော်တွတ်တော်လိုဟာမျိုးကြီးဆိုရင်နေရမှာပြန်ဆောက်အောင်ကြည့်ပဲ။နေရမှာသမရအိမ်တော်ကြီးပြန်လောက်အောင်မဟာလေးနော်။ဆိုတော့ပြည့်စည်သွားတဲ့လမ်းကြီးရေပေးဝေးစင်ကြီးအကုန်လုံးတခြားပြတ်တော့ကြည့်ဒေါ်လာ7ဘီလျံမှတ်ချရအောင်ကြောက်ပါမလားမသိဘူး။အဲ့တော့ကျွန်တော်ကခံမှန်းထားတယ်။ ဒါနိုင်ငံတော်ကမတွက်တာကျွန်တော်တို့ပုကောက်တွက်တာပေါ့နော်ဆိုတော့ဒါကိုဆိုတော့ဒါလေးကဟောပြတာပါနောက်တော့အဲနောက်တစ်ခုကတော့ဒီနေပြည်တော်နဲ့ပတ်သက်ဆောက်လိပြန်ဒီဆောက်ရိုက်တွေနေရဝန်ထမ်းအင်အားတွေဆိုလို့ရှိရင်လက်ရှိရှိတဲ့အဆောက်အဦတွေကိုပြန်ပြီးတော့ပြန်ဆောက်တာမျိုးမလုပ်တော့ဘဲနဲ့အဲဒီရှိတဲ့အဆောက်အဦတွေကိုနောက်ပိုင်းမှာနိုင်ငံတကာကိုပြဖို့တကယ်ငလင်းအထိမ့်မဲ့ပြဖို့ဟာတွေဖြစ်နေသူတို့ထားကောင်းထားလိမ့်မယ်လို့ကျွန်တော်တို့ကမန်ကမန်ချင်ပါလေပြီးတော့နေရာအစ်စ်တွေမြေနေရာအစ်စ်တွေပေးလိမ့်မယ်လို့ယူဆပါတယ်မြေနေရာအစ်စ်တွေပေးပြီးတော့ ိုက်ပင်ရသတိပေါ်မှာနှစ်ထပ်တိုက်ကလေးတွေပေါ့နှစ်ထပ်လေးပေါ့နှစ်ထပ်လေးတွေဆောက်ပြန်နှစ်ထပ်ဆောက်ပဲလို့ကျွန်တော်တို့ကျွန်တော်တို့ခံမှန်းထားတယ်နှစ်ထပ်ဆောက်လေးနော်အဲ့ဒါကတော့ကျွန်တော်လည်းသဘောတူတယ်နော်အဲ့အထမ်းမြင့်မြင့်ကြီးမဆောက်ခိုင်းနဲ့အဲ့နှစ်ထပ်တိုက်လေးတွေပဲဆောက်စေချင်တယ်နော်ငါတို့မြန်မာနိုင်ငံမှာမြေအများကြီးပဲမြေဧကတွေနော်အထမ်းမြင့်မြင့်ကချောက်ဆရာကောင်းတယ်ကတ္တဆောင်လိမ့်မယ်ခံမန်းတယ်လို့မှတ်ပါနော်တရေလို့မမှတ်နဲ့ခံမန်းတယ်လို့မှတ်ဒါကြောင့်တရေရအောင်ဆောက်ခိုင်းတော့ကောင်းတာပေါ့နော်နှစ်ထပ်တိုက်ကလေးတွေ လို့ပြောနေမှာဆိုလို့တရင်ရတာနဲ့ထင်ပြီးပြောင်းသွားမှာဆိုလို့မဟုတ်နှစ်ထပ်ဆောက်လိမ့်မယ်နှစ်ထပ်ကိုမှနှစ်ထပ်ဆောက်ပြီးတော့နှစ်ထပ်ကိုမှတော့မြေနေရတက်တက်ကြက်ကြက်ကပေးလိမ့်မယ်အဲ900ရရှာရတယ်လို့အချမ်းချင်းကျွန်တော်သိရတယ်ဆိုတော့နောက်တစ်ခုကနိုင်ငံတော်နေနဲ့ကျွန်တော်ကနိုင်ငံတော်ထပ်ပြီးချက်ပြုတ်နေတာကနိုင်ငံဝန်ထမ်းတွေနဲ့ပတ်သက်ရင်မြေပေးဖို့တိုက်တွန်းပါတယ်ဟာအပအိုးတော့မရှိလို့ဒီမှာနော်ကျော်မျိုးမင်းကအချမ်းပေးတာတို့မတိုင်ခံပေးဖို့တိုက်တွန်းပါတယ်ဘာလို့လဲဆိုတော့အခုဂျားကာလာတွေမှာမရလိုက်တာဝန်ထမ်းတွေအများကြီးရှိတယ် ဟိုအရင်တော့ဆိုရင်ညှို့မှုနဲ့အထက်ဒီဟိုပေးတယ်လို့ပေးတယ်ဆိုတဲ့အချိန်မှာအဲတချို့တွေကညှို့မှုမဖြစ်သေးလို့မရလိုက်ဘူးပေါ့နော်။ဟောအဲ့ဒါကြီးပြီးတော့လည်းပြီးတော့အခုတခါညှို့မှုတွေမပါအောက်ကလက်နောက်လက်နောက်ညှို့မှုနဲ့အောက်ပိုင်းကိုပေးမယ်လို့လည်းဆုံးဖြတ်ကောအလဲကောင်မှဒုညှို့နဲ့ညှို့မှုတွေကခုမှညှို့မှုဖြစ်တဲ့ကောင်တွေကညှို့မှုစင်ဖြစ်တယ်လို့ရအခုကျတော့မရတော့အဲ့လိုဇာတ်လမ်းတွေလည်းရှိတယ်။ဖိုင်ယာဆိုင်ရဲ့ကျွမ်းကျင်လူကြတော့အများကြီးရတာပေါ့ဗျာလွတ်တက်ကိနေတဲ့လူကြီးနဲ့ပတ်သက်တော့ရတာပေါ့တာမန်ကကအေးစင်ရတဲ့ညှို့မှုဒုညှို့မှုတွေကြတော့ဒုက္ခရောက်ပေါ့နော်မရလူတွေအများကြီးတို့ကြားတယ်နောက်တစ်ခုက ဒူးညုံမှုအောက်ပေါ့ညုံမှုကြံခဲ့တဲ့ညုံမှုချုံနဲ့ဟိုဘက်ဒီဘက်ဟိုဘက်မှာပါတီမှာပါအလဲကောင်မှာကြားညက်သွားတဲ့ညုံမှုချုံနဲ့အောက်ကဒီယာရန်ပေါ့နော်လုံးသက်ဆဲနေတဲ့အထက်ယာရန်ဝင်နေတဲ့အတွက်သူတို့နဲ့လျော်ညီတဲ့တိုက်ခန်းနေမြည်တွေချပေးတာမျိုးတွေနိုင်ငံတော်နဲ့လုပ်ဖို့တည်တယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်သက်ဆိုင်ရာမြို့နယ်အသီးသီးပေါ့နော်နေပြည်တော်မှာပေးလို့ရသလိုသက်ဆိုင်ရာသူတာဝန်ထမ်းဆောင်မြို့နယ်တွေမှာမြည်မြည်လေးတွေပေးဖို့တည်တယ်လို့တိုက်တွန်းချင်ပါတယ်သက်ဆိုင်မြို့နယ်တိုက်တွန်းချင်ပြီးတော့ဒီလိုက်လို့ညီတွေပေါ့နော်ပေးဖို့တည်တယ်တိုက်တွန်းချင်တယ်ဆိုတော့နိုင်ငံတော်တာဝန်ထမ်းဆောင်ထားတာသူတို့ခင်ဗျာတကယ်နားတဲ့အခါကျရင်နိုင်ငံတော်ကြီးစု အဲနိုင်ငံတော်ရဲ့ဟိုဘာခေါ်လို့ဆိုအတိမပြုမှုနဲ့နိုင်ငံတော်သူတို့အနေနဲ့ခြေစူးတင်ကျင်သွားပါလိမ့်မယ်အဲ့ဒါလေးတွေနိုင်ငံတော်အတိမပြုရင်နိုင်ငံတော်သူတို့ခြေစူးပြန်တင်သွားကြပါလိမ့်မယ်ဒါလည်းနိုင်ငံတော်အနေနဲ့ထည့်စဉ်းစားဖို့တော့ကျွန်တော်တိုက်တွန်းပါတယ်ဒါလေးကြောင့်ထည့်ပြောတာပါနော်ဆိုတော့ဒါတစ်ချက်ပေါ့ဆိုတော့ငလင်ကိစ္စအင်တော်ရှေ့သွားတယ်ပေါ့နော်ဟွန်းအဲ့ကမနေ့ရဆိုလဲဟိုဟာဟိုရန်ကုန်မြို့မှာအောက်ခက်ဟိုတယ်မှာတဲ့ဟိုပြည်ခိုင်ပါတီလေးဥစ္စာပါတယ်အဲတခြားဖွဲ့လည်းပါတယ်ပါတီများပြားစီဝေးတို့တို့ဒီပါလဲဟိုဟာလုပ်တယ်ဒီစူလေးဝဲလုပ်တယ်စလိုဝဲလုပ်တယ် ။အော်ကျော်စနားအော်ဒီလိုဆွနေဘောအိုကေဟိုတယ်လို့ညီမတော်လောက်ရတယ်လို့ဗျာ။အိုကေဟိုတယ်ကဘာလို့လဲအဲ့ဒီနိုင်ငံရေးဆွနေဘောအခမဲ့ပေးတော့မယ်ဆိုတော့အဲ့အခမဲ့ပေးတော့မယ်ဆိုလို့ညီအခမဲ့ရလို့တော်လောက်တလာတော့မသိဘူး။ဒီလိုဆွနေဘောတတိချာချာချာနာနာချာချာနာနာတကယ်ကိုဟောကမ်းမကြီးနေလောက်ပါလား။အိုကေဟိုတယ်ထဲမှာလဲတော်လောက်။ဦးထီအောင်ကြီးကစပွန်ဆာပေးတာကိုယူပြီးတော့အဲ့သူတို့အဲ့အရာကိုပျော်ရင်ကြရလားမသိဘူး။ပြီးတော့အဲ့မှာဆွနေကြတယ်ပြောကြတယ်ဆိုကြတယ်ကျွန်တော်နားထောင်ကြည့်တယ်အကုန်လုံးရဲ့ဟိုဟာကဘာလဲဆိုတော့ သူတို့ရဲ့ဆန္ဒအမှန်တွေကိုဖုံးထားကြတယ်ဆန္ဒအမှန်တွေဖုံးထားကြတယ်ဒီလိုပဲကျွန်တော်တို့မြင်တယ်သူတို့ရဲ့ဆန္ဒအမှန်တွေသူတို့ဖုံးထားကြတယ်ဒီလိုပဲကျွန်တော်မြင်အဲ့တော့ဒါကတော့အများကြီးပြောလို့ပါဘူးသူတို့စနေတိုင်းကြီးကြည့်ပြီးတော့မကောင်းဘူးကောင်းပါတယ်ဒါပေမဲ့ဆန္ဒအမှန်တွေဖုံးထားကြတယ်ဒီလိုပဲကျွန်တော်တို့မြင်တယ်ဒါလေးတစ်ချက်ပေါ့နော်ဆိုတော့ဒါ Okay okay ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုဖိုင်မှာပြန်တွေ့ကြမယ်နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်